အားလုံးပဲမင်္ဂလာပါရှင်။အာစီတူတာဆုံရာသာဆုံ channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမကတော့ဖြိုးဖြစ်ပါရစေ။ဒီနေ့မှာတော့ဆီယမာကြီးခင်နှင်းယူရေးသားထားတဲ့မွေးဆိုတဲ့ဝတ္ထုလေးကိုအပိုင်းတစ်အနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။မွေးအပိုင်းတစ်ယခုလိုအချိန်တို့ရောက်ပြီဆိုရင်အတော့နှင့်မွေးတို့အတူတကွမွေးဖွားခဲ့တော့ မားခင်မမျိုးပြင်ရှိလဲကွက်များထဲတွင်စပားစီလေးတို့သည်အိပ်ပျော်ရာမှနိုးချပေတော်မည်မက်ရှလာတို့ပင်တိုင်တော်လဲအာရောချံဤနနက်ခင်းတွင်အအေးငွေသည်မပြဲသေးပေအရှိမြောင်နှင့်အရှိတောင်ဘက်တွင်ဝင်းရံပတ်နေသောကြောက်တောင်ကုန်းများကိုဖြတ်ကျော်တိုက်ခိုက်လာသောနနက်ခင်းလေးတွင်ဆောင်းဤနှင်းကျွင်းနှင်းကြံလေးများသည်တစုံတစပါလာခဲ့၏ဤနေရာကို အာရောချံဟုနာမည်ပေးသူဤစိတ်ကူးမှာရင်လုံးစွာတကားတကယ်လေအဆုံးနာယောဂတဲ့များအတွက်အနာယူရာစခန်းဖြစ်ပေသည်အိန္ဒိယပြည်တောင်ပိုင်းမက်ဒရက်နှင့်မဒီနာပလီမြို့အနီးတွင်ဖွင့်လှစ်ထားသောအေးချမ်းသည့်စခန်းတစ်ခုပင်ဖြစ်ပေသည်အာရောချံပဝန်းကျင်သည်နှစ်မိုင်ပတ်လည်ခန့်ကျဲဝန်း၍မြို့ငယ်ကလေးတစ်ခုလိုပင် အချိုးတကျတည်ရှိပေသည်လူနာများနေရာသည်လည်း ်ရွာငယ်ရှိအိမ်များကဲ့သို့ပင်လူနာတယောက်ကိုတိုင်းငယ်တလုံးစီနှင်ထားတော်လေပြင်းညက်ချင်းမရှိပဲတစ်ခုနှင့်တစ်ခုသည်ပေ90မှပေ100အထိခြားသည်လူနာများအိမ်ဤအနောက်ဘက်တွင်မှဆေးယုံယုံစားတိုင်းနှင့်စံတက်ခန်းခွဲစိတ်ခန်းများဓာတ်မှန်ရိုက်ခန်းဓာတ်မှန်ကြည့်ခန်းများစာကြည့်ခန်းများနှင့်လူနာလာရောက်ပို့သူတို့ ခေတ္တနာခိုရာဧည့်သည်ကြီးဟာတခုလည်းရှိပေသည်အဆုံနာယောဂတဲကိုလာရောက်ပို့သူတို့အတွက်ယောဂကုဆတ်ခြင်းမရှိစေရန်တီးတန့်ထားသော နေရာဖြစ်ပေသည်ထိုအစာဦးတို့နောက်မိုင်ဝက်အကွာလောက်တွင်မှဈေးယုံအုပ်ကြီးနှင့်အိမ်တော်သည်ဆရာဝန်တို့၏အိမ်ကလေးများကိုစိမ်မန်းပင်များကြားတွင် တွေ့ရပေသည်မဒီနာပလီမှလာသောလမ်းမကြီးသည်ဈေးယုံဝင်းနှင့် လူပြိုဆရာဝန်တို့အစာအုပ်ကိုအလဲမှတား၍ထားပေသည်လမ်းမကြီးတစ်ဖက်တွင် လူပြိုဆရာဝန်ခေဟာနှင့်မော်လုံးကွင်းများကိုကြောက်တောင်လင်းပြင်တို့အခြေတွင်တက်ရက်စွာ တွေ့ရပေသည်နနက်ခင်းတွင်အာရော့တန်သည်အလှူရှားဆုံးအချိန်ဖြစ်သည်ငှက်ငယ်ကလေးများသည်လည်းစောစီးစွာနိုးလာကြလေ၏လူနာများသည်အိယာထမှာပင်နားနေရင် အလှဲကြလာရောက်ကြည့်ရှုမိဆရာဝန်ကိုစောင့်မျှော်ကြရသည်လူနာများ၏အစီကံများမှာဆရာဝန်ပြန်သွားပြီးနောက်လူနာတောက်ရန်အတွက်နွားနို့ကြက်ဥပေါင်မုတ်များကိုအစင်သင့်ပြင်၍နေကြရသည်ဒေါက်တာမိုးကောင်းသည်လည်းလူပြိုဆရာဝန်များအနက်မြမပြည်မှရောက်လာ၍တင်နန်းတက်နေသောဆရာဝန်တယောက်ဖြစ်သည်ဘောင်းမီအဖြူအပေါ်ကုတ်အင်းကြီးအဖြူဝက်ကလေစည်းအညိုကိုစီးရထားတော်လဲ သူမျက်နာသည်မြမပီတသောယုတ်တီအယံမြင်၍သူလန်းလျှောက်ပုံမှာကြည်ကောင်းသလိုရှိသည်မျက်နာမှာချော်မော့သည်မဆိုတော့လေကြည်ကောင်းသောလူငယ်တယောက်ပင်ဖြစ်၏နာနဲ့တိုင်းဖြတ်ကျော်သလိုပင်မထီနာပလီလမ်းမကြီးကိုဖြတ်၍ဆေးရုံဝင်းသို့သူသည် ပေါ်ပါရွှင်လန်းစွာပင်ရှောက်၍လာသည်စိတ်ထဲတွင်တော့ယနေ့နနက်သည်ပို၍ရှင်မျိုးเสียရကောင်းသလို့ ဖြက်ဖြက်လက်လက်ဖြစ်နေသည်စိမ်ပန်းများသည်ယခုအချိန်တွင်စောစီးစွာဖူးနေကအကိုင်းခတ်တို့ကြားတွင် ထပ်ပြူစပြူနေလေသည်အော်အော်ငှက်တို့သည်လည်းပန်းဖူးပန်းကုန်တို့ကြားတွင် နနက်တေးကိုရွှေရွှင်ကြည်သည်တီဆိုနေတော့သည်ငှက်ငယ်ဤတေးဆိုတန်ကိုသူသည်တအံ့အော်ခေါင်းမော၍ကြည်မိ၏သူယုံခန်းတို့အရောက်ထိပင်အော်အော်ငှက်ငယ်သည်တပင်မတပင်ကူးကား လိုက်လာသည်ဟုထင်ရပေသည်ငှက်ငယ်ဤချိုအေးသောအတန်ကြောင့်သူမျက်နှာတွင် ပြုံးရွှင်လာလေသည်ရုံခန်းသို့ဝင်လိုက်လျှင်ပရင်အပြင်မှကိုင်းညွတ်နေသော တမခတ်တို့ဤရနတ်တင်ပြန့်ပြန့်မှ သူ့ကိုစီးချိုဟန်ရှိသည်သူ့လိုပင်ဒေါက်တာအသီးသီးမှ နနက်ခင်းတွင်လုံဆောင်ရမည့်တာဝန်များအတွက်စီစဉ်ခန့်ခွဲနေကြပေသည်အချို့ဆရာဝန်များမှာ အသေးရောက်လာသောလူနာများ၏ယောဂါရာဇဝင် ခန္ဓာအစိပ်ပိုင်းအခြေအနေကိုစင်မေးရန်တက်ဆိုင်ရာအခန်းသို့သွားကြသည် အချို့ဆရာဝန်များမှာတိုမိုဂရဖီခေါ်အမှောင်ခန်းတွင်လေးထောင်ကျက်ထားသောမှန်သားအားလူနာ၏ရင်မှာကပ်၍ရောင်ချီထိုးကာအဆုပ်ကိုကြည့်သောအလုပ်ကိုလှုပ်ရန်ထွက်ခွာသွားကြသည်ဆက်ခရင်ရီဒင်းခေါ်အဆုပ်၏အထဲသို့ရောက်အောင်အထိ တလွာချင်းဓာတ်မှန်ရယူရသောအလုပ်ကိုမူနေကင်းတိုင်းမှ လုပ်ကြရသည်အချို့ဆရာဝန်များမှလူနာတင့်များတိုင်းရင်သာအိန္ဒိယသားများအားကြည့်ရှုစစ်ဆေးလျက်ရှိကြသည်တိုင်းရင်သာဆင်းရဲသားများနှင့်ခရစ်ယာန်ဘာသာဝင်တို့အတွက်မူလူနာ20ခန်းစီထားသော ဟင်းလင်းပွင့်အခန်းရှိကြီးများထဲတွင် အခမဲ့ကုသခွင့်ရကြပေသည်ယနေ့အဖို့ ဒေါက်တာမိုးကောင်းအတွက်မူလူနာများကိုနက်နက်ပိုင်းလှည့်လည်ကြည့်ရှုရမည်ဖြစ်ပေသည်ဂျွန်ဆန်သည်ဒေါက်တာရှေ့မှထွက်ခွာသွားနှင့်ရန်အစဉ်အသင့်ဖြစ်၍နေပေသည်အိန္ဒိယတိုင်းရင်းသားတယောက်ဖြစ်တော်လေခရစ်ယာန်ဘာသာဝင်ဖြစ်သည့်အတွက်သူ့နာမည်မှာဂျွန်ဆန်ဖြစ်ဟန်ရှိပေသည်အုတ်ထုတ်ဖြူအပြားကြီးအောက်တွင်ဂျွန်ဆန်၏မျက်နှာသည်မဲမဲခန့်ခန့်ကြီးပေါ်လွင်လျက်ရှိ၏ မောင်းပြီးအညူပေါ်တွင်ဖားလျာကြအောင်ရှည်သောရှက်အင်းကြီးအဖြူမှလည်းဂျော်စင်ဤအသားရောင်ကြောင့်ပိုမို၍ဖြူဖွေးနေဟန်ရှိပေသည်သူ့လက်ထဲတွင်မူလူနာများတဦးစီဤယောဂါဖြစ်ပြက်ပုံ အလုံးစုံမှတ်သားထားသောဖိုင်တွဲများကိုပိုက်ထားလျက်ရှိသည် ထိုဖိုင်တွဲများထဲတွင်ယောဂါအခြေအနေဖြစ်ရင်းအစမှစ၍တိုးတက်ခြင်းဆုံးယုတ်ခြင်းစသည်တို့ကို အစုံအစစ်ရေးမှတ်၍ထားသည် တပတ်တစ်ခါစစ်ဆေးပြီးတိုင်းမှတ်တမ်းတင်ထားရသောကြောင့်ထိုဖိုင်တွဲမှာလူနာများအတွက်အရေးကြီးဆုံးဖြစ်သလိုဂျွန်ဆင်အတွက်လည်းအရေးကြီး၏ဤဖိုင်တွဲကိုဆရာဝန်မှလွဲ၍မြေသူမျှကြီးခွင့်မရပေသို့သော စီးမဆောင်သောလူနာများကဆရာဝန်မရောက်ခင်ဂျွန်ဆင်လာ၍တင်ထားနေသော ဖိုင်တွဲကိုခိုး၍ကြီးကြသည် ကြီးခွင့်ရရန် ဂျော်ဆင်ကိုတကြက်လောက်ပေးလိုက်ရင်ဂျော်ဆင်ကချစ်ချစ်နက်နက်ကြီးကြီးခွင်ပြူ၏ဒီလိုနှင့်လူနာများသည်ကိုယောဂအခြေအနေသိအောင်လုပ်ရင်ဂျော်ဆင်ကိုလှုပ်ကြွေးကြသည်စာရီအဖြူကိုဝေ့၍အုတ်ထုပ်ဖြူနှင့်သူနာပြူဆီယာမာလေးအဖီခေးမှာမူဒေါက်တာနှင့်အတူလိုက်ပါရန်အစဉ်သင့်ပင်ဖြစ်၍နေပေသည်အဖီခေးသည်ထိုဆေးရုံ၏ အဆုံးနာလူနာဟောင်းတယောက်ပင်ဖြစ်ပေသည်သူ့ယောဂပျောက်သွားပြီးနောက်အခြားသူမသွားတော့ပဲထိုဆေးရုံတွင်ပင် အလုံးဆက်၍လုံနေပေသည်သူ့ကိုယ်သည် သွေး66ရှေလျားလေးမူလမ်းလျှောက်နှင်းအဝိဖြူတလွင်လွင်နှင့်ဝင်းညင်ကလေးတစ်ခု ရွေလျားနေသလိုထင်ရသည်အင်္ဂလိပ်စကားကိုတော်လဆွာ ပြောတတ်တော်လေအိန္ဒိယတောင်ပိုင်းသားတို့လိုအတန်ဝဲကရှာလိတ်လွန်လှပေသည် ကျောင်းဆင်းမှာရှေးကထွက်သွားနှင်းပြီးဖြစ်၍ဒေါက်တာမိုးကောင်းနှင့်အဖေခေးသည်လည်းနောက်မှလိုက်ကြရန် ပြင်ဆင်နေကြသည်ဟယ်လို ကောင်းသောနနက်ခင်းမှဒေါက်တာမိုးအင်္ဂလိပ်လိုနှုတ်ဆက်လိုက်သော အတန်တန်မှာအပြင်ထွက်ရန်ပြင်နေသောဒေါက်တာမိုးကောင်း၏ခြေလမ်းများကိုရက်တန့်သွားစေလေသည် သူကိုနှုတ်ဆက်သူမှာဆေးရုံဆရာမကြီးမစ်စ်လွန်ဖြစ်သည် မစ်စ်လွန်သည် ဆစ်စလန်မှလာရောက်အလုံးလုံးနေသောအသက်60ရှိဆီယာမအပြူကြီးတဦးဖြစ်တော်လဲအလုတ်ကိုယခုတိုင်တွက်လက်စွာလောက်ကင်နိုင်ပေသေးသည်သူ့အတန်သည်တားငယ်ကိုစကားပြောသောမိခင်ဤအတန်လိုချိုချိုအေးအေးရှိ၏ကောင်းသောနနက်ခဲမှခမညာကျွန်တော်ဘာများအကူအညီပေးစရာလိုပါသလဲသူကပြန်၍မေးသည်ဒီလိုမိုးရေညနေရမင်းတို့မြန်မာပြည်ကမင်းကလေးတယောက်ရောက်လာတယ် အခန်းနံပါတ်29မှာရှိတယ်။မင်းဒီနေ့သွားရင်ဂယုပြုတ်လိုက်ပါကွယ်။သူသိမ့်အားငယ်နေတယ်။ရောက်ကလေးကငိုနေတာအခုထိပဲ။သူတယောက်တည်းဆိုတော့ကြောက်နေပုံလည်းရတယ်။တယောက်တည်းသူ့ကိုဘယ်သူမှလိုက်မပို့ဘူးလား။လိုက်ပို့တဲ့သူတွေကချက်ချင်းပဲပြန်သွားတယ်။သူမိတ်ဆွေတွေထင်ပါတယ်။ကိုလည်းညနေကျလာပါဦးမယ်လို့ပြောလိုက်ပါ။မစ္စလွန်ကပြောပြီးအပြင်သို့ထွက်သွားတော့ဤသူ့စိတ်ထဲတွင်မူ လမ်းလျှောက်ရင်ထိုမင်းကလေးကို တွေးလာသည်တန်လျာတစ်ခုပြီးတစ်ခုငွေရောက်စစ်ဆေးပြီးဖြတ်လာခဲ့၏တိုက်ငယ်ကလေးများတဆောင်ပြီးတဆောင်ဝင်လာခဲ့၏မင်းကလေး၏အခန်းသို့မရောက်သေးပေဘသူများပါလဲဘာကြောင့်ဒီလောက်ငိုနေပါလဲတယောက်ထဲများဘာကြောင့်လာပါလဲစိတ်ထဲတွင် မမြင်ရသေးသောမိန်းကလေးအတွက်တွေးတောစိတ်မကောင်းဖြစ်နေလေသည်အာရောတံမှာ ချမ်းမာရေးအနာယူရန်ကောင်းမွန်၍စိတ်ချမ်းသာသူတို့အဖို့ကြည်နိုးဖွယ်မြက်ခင်းများနှင့်သာယာတော်လေအမှန်တော့သွေးချောက်တိတ်စိတ်ကလူနာတယောက်အဖြစ်စိတ်အားငယ်သူအတွက်ကြေကွဲလွမ်းဆွတ်စရာနေရာဖြစ်နေတော်သည် စိတ်အားငယ်ဆုံးမှာအစားအသောက်နှင့်ပတ်သက်၍ဖြစ်သည်ဘျုံကနေရောက်ရောက်ချင်းအစီအစဉ်မရှိလျင် အလွန်ဒုက္ခရောက်သည်ရန်ကုန်ဆေးရုံမှာကဲ့သို့ဆင်းရဲမသွင်းရသေးခင် တရုတ်တန်းမှာအစားအသောက်အဝယ်လွှတ်ကာဝယ်စား၍မရပေအရင်ရောက်နေနေသောမြမလူနာများကဂယုနာတက်ရောက်ကဟင်းတစ်ခွက်စီထမင်းတစ်ပကံစီဆိုသလိုပိုး၍သာ အစီအစဉ်မရှိသူများအဖို့အကူအညီရပေသည်ထို့ကြောင့်ပင် အချို့လူနာများအဖို့အာရောချံကို၆တွေ့သောငရဲပြီလိုမြင်ခြင်းဖြစ်သည်နနက်ပိုင်းတွင်ဆရာဝန်ခွင့်ပြုသော လူနာအချို့ လမ်းလျှောက်ခြင်းနှင့်နနက်ဈေးကလေးတွင်လူနာ၏အစေခံများဈေးဝယ်သည်ကလွဲ၍လှုပ်လှုပ်ရှားရှားမရှိလားနေ့လယ်၁၂နာရီကျော်လျှင်လူနာများအနားယူချိန်တွင်မူတမထန်းရိတ်သားကလေးလိုတိတ်ဆိတ်နေပေသည်ရွက်ချောက်လေးများကြွေတန်းညေကိုထိတန်များကိုသာတီတိုးကြားနေရပေသည်ထိုများသွေးချောက်သောနေရာကိုတပြေးတရွာမှဘာကြောင့်များတယောက်တည်းလာခဲ့ပါလေ များသောအားဖြင့်ထိုစေးရုံတွင်အိန္ဒိယပြည်ထဲနေတစ်ခုခုမှလာသူများပင်အဖော်တယောက်နှစ်ယောက်ပါကြသည်မြမပြည်ကဆိုလင်နှစ်ယောက်သုံးယောက်ဆိုသလိုပါလာကြသည်တချို့မှလာပို့၍လူနာနေသားကြမှ ပြန်သွားကြလေသည် အဖော်ရှိသောယောက်ျားရင်းမာကြီးလူနာများပင်ယောက်ျားတွင်ခဏခဏငိုသည်ကိုဒေါက်တာများတွေးနေကြဖြစ်ပေသည် အခန်းနံပါတ်29သို့ခြေလှမ်းစာတွင် သူရှင်များသည်လှုပ်ရှား၍နေပေသည် အခန်းဟုဆိုတော့လေတီးတန့်အုပ်ချုပ်မိုးတိုက်ကလေးတစ်လုံးဖြစ်ကတယောက်ထဲနေရလေသည်ထိုအိမ်ရှိတွင် ကွင်းပြင်ကျဲကြီးတစ်ခုရှိ၍အခြားမြမလူနာများအိမ်နှင့်အတော်လှမ်းသည်လူနာမိန်ကလေးသည် အရာပေါ်တွင်လှဲကမျက်နာကို လက်ကင်ပွားတစ်ခုဖြင့်အုပ်၍ထားသည် ကျမ်းမာပါရဲ့လားခမညာသူသည်ကရင်ဘေးတွင်မတက်ရက်ကလူနာကိုနှုတ်ဆက်လိုက်၏လူနာသည်အိပ်ပျော်နေခြင်းမဟုတ် ရုတ်တရက်ပင်မျက်နာမှ လက်ကင်ဘွားကို ခွာလိုက်ကသူ့ကိုမောကြည့်လိုက်၏မိန်းကလေးမျက်နှာကိုကြည့်ကသူ့မှာထိတ်လန့်သလိုဖြစ်သွားလေသည်မိုးထားလွန်၍လားမသိမျက်လုံးကြီးများမှမို့၍ရောင်လေကနှကန်းလွှာများသည်လေ ထူးထူးရဲရဲကြီးဖြစ်နေလေသည်သို့သောသူ့မျက်လုံးများသည်မိန်းကလေးမျက်နှာမှခွာ၍မရသေးချစွာကြည်ရာမှပါးစပ်အဟောင်းသားဖြစ်ကအသက်ပင် မရှုံနိုင်သလိုဖြစ်သွားလေသည်မွှေးသူ့အတန်များသည်ဟေအော်ခေါ်လိုက်သလိုအကျယ်ကြီးထွက်သွားလေသည်အတွတ်မိန်းကလေး၏နှုတ်ဖျားကလေးမှမူလှုပ်ယုံသာရွေးလျားကား အတန်တိုးတိုးလေးနှင့်တုံတုံရင်ရင်ထွက်၍လာသည်မျက်ရည်များမှာမျက်လုံးအိမ်မှ လိမ့်၍ကျလာပြန်က ကိုမှတိတ်တိတ်တုန်နေတော့သည် သူ့ကိုမြင်ကမှ ရှိုက်ခါငင်ကငိုနေပြန်တော့သည်တိတ်တိတ်ငိုမနေနဲ့လေမွေကိုနဲ့တွေ့ရပြီပဲတိတ်တော့လေ တိတ်တော့နော်အမှန်တော့ဝမ်းသာစရာကြီးကိုတို့ကွဲနေကြတာဘလောက်ကြာပြီလဲဟင် ကဲတော့ကြဆေးကန်းကယောဂဆစ်ဆေးရအောင်လို့လာခေါ်ရင်ငိုရုပ်ကြီးနဲ့လိုက်သွားရမှာမရှက်ဘူးလားတိတ်ဆန်းငယ်စိတ်ကလည်းအခုထိမပြောက်သေးဘူးမစ်လွန်ပြောလို့ဘသူလဲလို့တထိတ်ထိတ်နဲ့လာလိုက်တာ တွေ့တော့မှမှွေးမှန်းသိတော့တယ်ကဲယောဂအတွက်လဲစိတ်မပူနဲ့အခုစီးတွေဝင်းနေသူတို့လာယူပြီးမဟုတ်လားဒီနေ့ကိုကိုစမ်းတက်ကြည့်ဓာတ်မှန်ယူပြီးရင်ယောဂအခြေအနေသိရမှာပဲယောဂတိတ်မများရင်မမြန်ရပါရဲ့ကွာ အတူတူတငယ်ချင်းနှစ်ယောက်ပြန်တွေ့ရတာမပြောဘူးလားဟင်ဒါကြောင့်မနက်ကအိုးအောကလေးကကိုကောင်းမော်ကနေအော်နေတာကိုသူဒီဝမ်းသာအားရမိန်းကလေးကိုနှစ်သိမ့်အောင်ရှွှန်းရှွှန်းဝေဝေပြောပြနေသည်ဝမ်းသာပါတဲ့အတွေ့ရဲ့ဒါပေမဲ့ရောက်ရောက်ချင်းမှုသိမ့်အားငယ်တာပဲအဲ့ရဘောကမထရဖမင်းချက်ကလမားကလည်းကလားစကားကလွဲလို့မတက်ဘူးမွေးရလည်းကလားစကားမတက်ဘူးဘလို့မှလည်းမလုံးတက်ဘူး ညကရောပွေးနဲ့အိတ်ဖို့ကလမချက်ချင်းရရဲ့လားညစာရောစားရရဲ့လားဒီမှာအစီအစဉ်မရှိတိတ်ဒုက္ခရောက်တယ်စားရပါတယ်ဥပုဆိုတာကအဖို့လွတ်လိုက်တယ်ဘယ်မှာထမင်းမျိုးကြမလဲအတွေ့ရဲ့စောင်းအိတ်တဲ့ကလမကတော့အင်္ဂလိပ်စကားတက်တယ်ဒါပေမဲ့ည၈နာရီလာပြီးမနက်၅နာရီပြန်တာဘာလို့မလဲကဲဒါရီဖြည်းဖြည်းအစဉ်ပြောင်းလုံးကြတာပေါ့အခုမငုံနေတော့နော် ။ဒီကမြန်မာလူနာတွေကလည်းအင်မတန်ခင်တတ်ပါတယ်ကွယ်။တော်ကြောင်မှွေးပြော်လာမှာပါ။သူဒီစပွဲပေါ်မှာဖိုင်တွဲကိုလှမ်းကြည့်ရင်ပြောပြနေ၏။အခြားလူနာတွေကြည့်အောင်မယ်နော်။မအားသေးဘူး။ညနေကြအားတယ်။မှွေးနှားမှာကိုလာနေမယ်။ကဲကဲတိတ်တော့ကိုသွားတော့မယ်။သူ့မျက်နှာသည် ပြုံးရွှင်က မွေးဤနှစ်ဖူးကိုလက်နှင့်တက်၍ထွက်သွားတော့သည်လူနာမိန်ကလေးသည် အိယာပေါ်မှဒေါက်တာထွက်သွားရာကိုလှမ်းကြည့်နေ၏ယခုလိုပြန်လဲ၍မမျော်လင့်ပဲတွေ့ရသည်မှာဖျားသခင်တကူတော်ပဲညာကားလိုသာ အမြဲအားငယ်နေလင်ယောဂါကြောင့်မသေးပဲစိတ်ဆင်းရဲ၍တေးရမည်ဖြစ်သည်အိမ်တလုံးလိုတတ်တတ်ဖြစ်ရသည့်အထက်အဝေးအစားအခန်းများနှင့်ရေချိုးခန်းတွဲ၍ထားသောအိမ်နောက်ပိုင်းမှလွဲ၍အကရရန်မှာမျက်နှာစာတွင်လုံးဝမရှိ ညာတို့ရောက်နေကွင်းပြင်ကြီးထဲတွင်အိတ်နေသလိုလေကားဒလဟောတိုက်နေသည်ရင်းချက်ကြီးများကအင်္ဂရီတိုင်ကို ရိုက်ခတ်တန်ကားသာကြောက်စရာလိုလှုပ်ရှားနေသည်ပတ်ဝန်းကျင်တစ်ခုလုံးပိမ့်ပိမ့်၍မောင်းတိကျနေသည်ကပို၍အားငယ်စရာကောင်းပေသည်ခြေရင်းတမန်တလင်းပေါ်တွင်အဆောင်ကလားသည်နှင်းနှင်းချိုက်ချိုက်အိပ်၍ပျော်နေသောကြောင့်သူဟောက်တမ်းမှာ ပို၍စိတ်ချောက်ချားစရာကောင်းတော့သည်မဲမောင်နေသောဂန္ဓာရထဲတွင်နေရသလိုကြောက်၍ကြောက်၍လာသည်ကြောက်စိတ်များလာတိုင်းပို၍ပို၍ငိုရပြန်သည်နနက်တွင်မျက်လုံးများက ဖွင့်မရလောက်အောင်ပင်ရောင်၍နေတော့သည်ဒေါက်တာမိုးကောင်းထွက်သွားပြီးနောက်တကိုယ်လုံးကိုကာကီယူနီဖောင်းဝတ်ထားကကလာကလေးတယောက်သည်လမ်းချားတစ်ခုကိုဆွဲကား သူ့အိမ်လေးရှိတွင်ရောက်၍လာလေသည်ကလားလေသည်လက်ထဲမှစာကိုမှွေးအားထုတ်၍ပြသည်စာထဲတွင်ယောဂါစစ်ဆေးကြည့်ရှုရန်အတွက်လူနာများကိုစည်ရင်းအလိုက်ခေါ်ခိုင်းခြင်းဖြစ်ပေသည်သူသည်အဝေစားလဲကလမ်းချောင်းပေါ်သို့တက်၍လိုက်သွားသည်ထိုဆေးရုံတွင်မှွေးအတွက်ထူကြသည်မှာအပူချိန်ကိုမြမပြေခဲ့သို့ ဘဇက်တွင်ပဓာတိုင်ထည့်၍မတိုင်းပဲစအိုမှယူခြင်းနှင့်လမ်းချစီရခြင်းပင်ဖြစ်လေသည်ဆေးရုံလူနာများစစ်စေးရအခန်းသို့ရောက်လျင်သူသည်အခန်းတစ်ခုထဲသို့ဝင်၍သွားရသည်ရှင့်အင်ကြီးတွေချုပ်ပြင်ရင်ရှားထားပါရှင့်ကိုဆရာဝန်တွေနှကြက်နဲ့အဆုတ်ကိုစမ်းတက်ကြမယ်ပြီးတော့ရှင့်ယောဂရဲ့စတင်ဖြစ်ပျက်ပုံတွေကိုစစ်ဆေးပါလိမ့်မယ်မစ်ဆိုင်မွန်ဆိုသူဆရာမလေးသည် သူအားမြန်မာလိုစည်းကြို၍ပြောပြ၏သူသည်အိန္ဒိယတိုင်းရင်းသူဖြစ်တော်လဲမြန်မာပြည်တွင်ကြီးသူဖြစ်၍မြန်မာစကားကိုရေးရေးမွန်မွန်ပြောတတ်ကြောင်းကိုလည်းထပ်ပြောပြပြန်သည်ဆရာဝန်ရောက်လျင်စကူဘာလေးတစ်ခုကိုမှွေးအားလှမ်းပေးကာကလထိုင်တစ်ခုတွင်ထိုင်ထိုင်သည်အင်ဂျီအားလုံးကိုချက်ထားသောမှွေးသည်အတက်ကိုမှန်မှန်ရှူ၍နေရ၏သူတို့ပေသောစကူပါလေးကို ဗဇန်ဟာကချောင်းဆိုးပြသည်။မွေးသည်ချောင်းတစ်ခါဆိုးလိုက်အသက်တစ်ခါရှူလိုက်နှင့်ဆယ်ခါလောက်လုံပြရသည်။ထိုချိန်တွင်ဆရာဝန်၃ယောက်ခန့်သည်ကြောအထက်ပိုင်းနှင့်ရင်အထက်ပိုင်းကိုလက်ချက်များနှင့်အတီးတီးနားထောင်ကြသည်။ကျွန်တော်မေးခွန်းအနှဲငယ်မေးပြစေခမညာ။စမ်းသက်သောဒေါက်တာများထဲမှတယောက်သည်"သူအားအင်္ဂလိပ်ဘာသာဖြင့်ပြောကာခွင့်တောင်း၏" ဟုတ်ကဲ့မင်းနိုင်ပါတယ်။နာမည်ကတော့မှွေးပဲနော်။မှန်ပါတယ်။ဒီ ਉ မလာခင်ဒီရောဟာအတွက်ဆေးကုခဲ့ပါသေးလား။ဟုတ်ကဲ့ရန်ကုန်စေယုံကြီးမှာနှစ်လတက်ခဲ့ပါတယ်။မွေးမမိပါရှိသေးလား။အဖေရှိပါတယ်။အမေတော့မရှိဘူး။အိုးဝမ်းနေပါတယ်ခမညာ။မိခင်ကဘာယောဂါနဲ့ဆုံးတယ်လဲ။အဆုံနာ။မွေးသည်အန်တဲ့၍ဖြေလိုက်၏။အော် ွင်းမှာသားချင်းများရောခဏယောက်ရှိပါတယ်အားလုံးအခုရှိရဲ့နော်ဟွန်းဟွန်းသုံးယောက်ဆုံးပါပြီနှစ်ယောက်ကရိုးရိုးယောဂနဲ့အမတစ်ယောက်ကတော့အဆုံနာသူဒီအန်ကျိယာမထိုးစကလုံးကို မနေ့ပါစတဲ့မှထွက်ရည်အဆုံနာဟုသောစကလုံးကို သူပါစမှခဏခဏမယွတ်ချင်းရွေးဆိုရမည်ကိုရင်းထဲမှကြောက်ဤရွှန်ရှာဤဆက်ဆုပ်ဤ ်ပြင်းထန်သောလှိုင်းတဘိုးသည်ကမ်းမားကိုရိုက်ချိုးပုတ်ခတ်၍ကမ်းကိုပြိုစေသလိုဒီယောဂါကသူတို့မိသားစု၏ပျော်ရွှင်မှုကိုရိုက်ပုတ်ချိုးဖက်ဖြတ်စည်းခဲ့သည်သွေးဆုပ်ဘလူးကြီးလက်လိုပင်သူတို့မိသားစုထဲမှမေမေနှင့်မမတို့အားတယောက်စီတယောက်စီဆွဲထုတ်ယူသွားခဲ့သည်ထိုဘလူးကြီးအရေးသည်သူတို့မိသားစုလေးပေါ်တွင်ထိုးကြ စိုးမိုးနေပြန်သည်ယခင်ကตาရသည်ချမ်းမြေသည်ပျော်ရွှင်စရာကောင်းသည်ဆိုသော သူတို့မိသားစုလေး၏အတိုင်းဝန်းမှာဖယိုဖယ်ဖြစ်ခဲ့ရသည်မှာကြာပါဘကောလောကရန်ကို အထက်ထက်ရင်ဆိုင်ရင်မကြောက်မရွံ့မိမပင်ဖြစ်တော်လေအပြုံးမပြတ်ခဲ့သောမိမိသည်ထိုယောဂါကိုဒူးထောက်ခဲ့၏ရစ်ပလင်အပူစောခံရသောတားကောင်လို့ အဆုံနာရစ်ပလင်တွင်အသက်ပြောက်ခဲ့ရသည်လွန်ခဲ့သောဆောင်းဥပောက်ကလှပ၍အေးဆေးသော သူ၏မမကိုအဆုံနာဘလူးကြီးသည်ဆွဲ၍ယူသွားခဲ့ပြန်သည်ရင်ထဲမှနာနေုံမကကြောက်ရွံ့၍နေသည်ခိုကိုရမဲ့တလို့အားငယ်နေသောစိတ်ကထိုယောဂါမှလွမြောက်ရာကိုကြောင်အားလန့်အားနှင့် ကြည်နေသည် ချင်းသည့်အပန်းခံရသောယုံကလေးလိုတုံတုံရင်ရင်နှင့်လွန်မြောက်ရာကို ရှာနေခဲ့သည်မှာကြာပါပကောဒေါက်တာသည်မွေးဤမိခင်နှင့်အမများသေဆုံးရခြင်းယောဂါကိုရေးမှတ်ပြီးသူ့ကိုပြန်ကြည့်လိုက်သောအခါတွင် မွေးဤမျက်လုံးအိမ်တွင် မျက်ရည်များပြည်နေပြန်သည်မငိုပါနဲ့ခမညာဒီလိုစိတ်ထိခိုက်စရာကောင်းတဲ့မေးခွန်းကို မေးရတဲ့အတွက်ကျွန်တော်ကိုခွင့်လွှတ်ပါ တကယ်ကတော့မှုရဲ့ယောဂါဟာဆွေစဉ်မျိုးဆက်အရကူးဆက်လာတာလားအမျိုးထဲမှာမရှိပဲအားနည်းရာကနေယောဂါဝင်လာတာလားဆိုတာသိချင်လို့မေးရတာပါမှန်ပါတယ်ဒေါက်တာအနေနဲ့မေးတင်ပါတယ်ကျမစိတ်မနိုင်လို့ငုံမိတာကိုလည်းခွင့်လွှတ်ပါโอ้ดีโลပါပဲအရင်တုန်းကဆိုဒီယောဂအင်မတန်ကြောက်စရာကောင်းပါတယ်တစီလိုပဲလူတွေရဲ့စိတ်ကိုအမြဲခြောက်နေတာပဲလွန်ခဲ့တဲ့စာအုပ်ကမှ ခမားရဲ့အမကွယ်လွန်ခဲ့ရတယ်ဆိုတော့စိတ်ထိခိုက်เสียပါပဲဒါပေမဲ့မွှေးဟာဒီကညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်မယ်ဆိုရင်မွှေးရဲ့ယောဂဟာမများပါဘူးကုလို့ပြောင်းနိုင်ပါပြီကင်စာယောဂအတွက်သာကုသနေရှာလို့မတွေ့ကြသေးတာပါအထူးသဖြင့်စိတ်ချမ်းသာမယ်လုံလောက်တဲ့အနာယူမှု ကုသမှုရမယ်ဆိုရင်ချက်ချင်းကျမ်းမာလာမှာပါဆရာဝန်ခမားမှာဆရာဝန်ထုံးစံအတိုင်းသူ့ကိုအားပေးရင်ရှင်းပြရှာသည် ူစိတ်ထဲမှာသူ့ယောဂကုရမပျောက်ပါမလားဟုတန်တရားဖြစ်နေစေပင်ဖြစ်ပေသည်ဒါနဲ့မွေးမအိမ်အောင်ရှိပါသလားဟုတ်ကဲ့သူကတော့ကြမ်းကြမ်းမမှာပဲနော်ဟုတ်ကဲ့မွေးဒီယောဂဖြစ်တယ်လို့သိရတာဘယ်တုန်းလောက်ကလဲမွေးရဲ့မမဆုံးပြီးတအိမ်လုံးစိတ်စိတ်တရမှာမွေးရဲ့အဆုံမှာအဆက်တစက်တွေ့ရတယ်လို့သိရတာပါပဲလွန်ခဲ့တဲ့နှစ်လကဆိုပါတော့မှန်ပါတယ် အဲ့ဒီအတွင်းဘာများထူးထူးခြားခြားဖြစ်ခဲ့သေးသလဲကိုလေးစိန်ဟာတပတ်အတွင်းငါးပေါင်ရောလာခဲ့လို့ကိုဟာကိုသင်္ကာမကင်းဖြစ်လာတာပါပဲကိုလေးစိန်ရုတ်တရက်ရောကြတာဟာစိုးရိမ်စရာတော့ဟုတ်ပါတယ်ဒါပေမဲ့တခြားယောဂါကြောင့်ဖြစ်တတ်ပါတယ်ကြီးကြီးကျယ်ကျယ်ဘာယောဂါမျိုးမှွေးဖြစ်ခဲ့ဘူးတလဲအတဝါယောဂါဘလောက်ကြလဲဘယ်တော့လောက်ကလဲ၃လနီးနီးလောက်လဲနေခဲ့ပါတယ်လက်မထက်ခင်ကပါ ။အော်ဒါနဲ့မှွေးရောဂါအခြေအနေနဲ့ပတ်သက်ပြီးအမြန်ဆုံးအကြောင်းပြန်ဖို့ဘိုးမှူးနိုင်ဆိုတဲ့သူစီကတန်ကျိုးစာရစာဆေးရုံအုပ်ကြီးမစ္စတာဂျေဆူတင်းစီကို ရောက်လာပါတယ်။ကျွန်တော်တို့အစီရင်ခံလိုက်ပါမယ်။မှွေးရဲ့ရန်ကုန်လိပ်စာကရောအဲ့ဒီဘိုးမှူးနိုင်ဟာမှွေးရဲ့ခင်မုံးမှာပဲ။အော်ဒီလိုဆိုပြီးတာပါပဲ။ကဲဓမ္မန်ရိုက်ကြအောင်ဆိုနော်။ sacred reading ရတော့မနှက်ဖြံမှယူပါမယ် tomography ဒေါက်တာဂျေဆူတင်ကလိုတယ်ဆို ကျွန်တော်တို့ယူပါမယ် ဆရာဝန်သည်မှွေးပြောကြသမျှထဲမှ အကြောင်းအရာတချို့ကိုရေးမှတ်၍ဖိုင်တွဲများကိုသိမ်းဆီးကာအပြင်သို့ထွက်သွားသည်မစ်ဆိုင်မွန်ကမှွေးအားအဝတ်စားပြန်ဝတ်စေကာဒမ်မန်ခန်းဘတ်သို့ကူးလာလေသည်ဒီနေ့အဖို့မှွေး၏သွေးစီဝမ်းနှင့်ကိုခန္ဓာကိုစစ်ဆေး၍ပြီးခဲ့လေသည်တိတ်ဆိတ်သောအာရောချံ၏နေ့လယ်ပိုင်းတွင် ရွေဦးလေးသည်အပူငွေများကို ဆောင်ယူ၍လာတော့ကြောင့်နနက်ကနှင်းကျွေငွေသည်လည်းပျောက်ပြက်သွားတော့သည်လုံနာအလုံးပင်အိယာထက်တွင်နားနေအိတ်ဆက်နေကြလေပြီမကြီးရွက်ချောက်လေးများသည် လေးဖွေးတိုက်လိုက်တိုင်းလုံနာခမ်းများစီတို့ဝဲကာဝိုက်ကာတွန်ကြလာကြသည်တမာပွင့်ဖက်များသည်လည်းမြေပြင်တွင်ဖွေး၍နေကြတော့သည်မွေးသည် အရာထက်တွင်အိတ်မပြောနိုင်သလိုထမင်းစားပြန်ခိတနာနေချိန်တွင်အရာပေါ်တွင်လှဲနေသောဒေါက်တာမိုးကောင်းအဖို့လည်းမင်း၍မရမွှေးမျက်လုံးတွင်ဒေါက်တာမိုးကောင်းကိုမမြင်အတွေ့ဆိုသောတငယ်ကလေးကိုသာမြင်အောင်၍ဒေါက်တာမိုးကောင်းမျက်လုံးထဲတွင်လည်းစရည်ဝိုင်းရောင်တုံးကလေးနှင့်မကြီးတန်လေး၏မျက်နှာသည်တရိပ်ရိပ်ပေါ်လာလေသည်အတိတ်ဆိုသည်ကလည်း ေးပြောင်းနိုင်ခဲ့သောအရာတစ်ခုပါကလားအဝေးမှကြောက်တောင်ရန်ကိုပဲ့တင်ပြန်လာတော့အုပ်အောင်းငှဲ့ဤအတန်ကလည်းနှင်းသွဲသွဲနှင်းသူတို့နှစ်ဦးချားတွင်လူလာရှက်နေသလိုကြား၍နေရသည်အုပ်အောတန်သည်အနီးကကြားရချိန်တွင်နှွေဦးဤတမန်တော်သဖွဲလှပညွန်းနူးเสียကောင်းသည်နှွေဤသားရပုံတောဤသားရဟန်များကိုရင်ကျူးတီဆို၍ ကောင်းချီးပေးကလူသားတို့အားပြောပြနေလေသလားဟု ထင်ဖွယ်ဖြစ်တော်လေအဝေးမှနေ၍အော်အော်ငှက်ဤတာတာညှင်းညှင်းလေးလေးတွဲတွဲမြည်တွန်တန်ကားမူဝေးခဲ့ကွာခဲ့ပြီဖြစ်တော်အတဲဤပုံပြင်တို့ကို ပြန်လဲဖွင့်ရွေ့၍တင်ပြဟန်ရှိခဲ့ဤအော်အော်တန်သည်မြင်း၍မြင်း၍အဝေးတွင်ကွဲပြားလို့မတက်တဲတဲမြသာကြားရတော်လေ တခါကဇကြောင်းများကိုမူသူတို့နှစ်ဦး၏နှလုံးသားတွင်ထင်း၍ထင်း၍အသည့်ပြက်ကပေါ်လာရပြန်သည်သူတို့နှစ်ဦး၏အတွေ့အယုံတွင်အာရောချန်သည်မိန်ကမေးကနင်းမြုပ်ပြောက်ွယ်သွားတော့သည်မတနာပလီလမ်းမကြီးသည်တသွင်သွင်တငိမ့်ငိမ့်ဆင်းလျက်ရှိသောဝါခဲမမြင့်အသွင်သို့ပြောင်းလဲသွားတော့၏ထိုမြေကြောင်တကွေတွင် အတွတ်နှင့်မှုေးတို့တွေ့ခဲ့ကြ၏ညည်ရည်ရင်စည်းသလိုဘဝဆိုသည်ကရတ္တိမနေပဲရေချောင်းပြောင်းခဲ့သည်မှာကာလကြာမြင့်ပါပကောအတွတ်အတွက်ကတော့မူဘယ်တော့မှမမေးညည်ရည်ရင်သည်ပင်လေသို့စီးဆင်း၍အစပြောက်ဆုံးတော့သူသည်ဝေအနဝဝဲပြီးခဲ့သော ပုံမြင်အစကိုလိုက်၍ရှာအောင်မည် ပြန်လည်တွေ့ဆုံလို့နှင့်ဤအာနဝါတစ်ဖက်တွင်စောင်းနေအုံးမိသာဖြစ်သည်ယခုတော့သူမြောင်လင်းသလိုပြန်လည်၍တွေ့ဆုံကြပါပကောဟုတ်ကဲ့ပါရှင်ဆရာမကြီးခင်နှင်းယူရေးသားထားသောမွေဝိထုရဲ့အပိုင်း၁ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်အပိုင်း၂ကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်နောက်ထပ်နောက်ထပ်တွင်မှလည်း စိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေသုတရတဆောင်မတွေထူခြားစံကျဲဝတ္ထုတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်ကျမဖက်ပြတာကိုအစားဆုံးနားဆင်အားပေးခဲ့သူတူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်